ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီပြောဆိုမှုပြုလုပ်မှုကြောင့်ဆင်းရဲဒုက္ခတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆင်းရဲဒုက္ခတွေဟာပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ထက်ချက်မကွာလိုက်နေလိမ့်မယ်။ဟောကန်တရားတပတ်ပါပြော။ကိုလို့တာကိုစီနောက်လိုက်နေ။စက္ကံဝါဘဝတော်ပဋ္ဌာန် လဲမှာကာထာလို့လဲယုံနေရတဲ့နှွားကြီးနောက်ကိုလဲပင်းကြီးကထက်ချက်မကွာလိုက်နေတယ်လို့ပဲဒုက္ခပေးဖို့လိုက်နေရှေတူတကူနောက်ဆုံးလဲထုတ်သွားလို့လွန်လန်းမရှိပဲနဲ့လဲကိုယုံနေရတဲ့နှွားရဲ့နောက်လဲပင်းကြီးလိုက်ပြီးတော့ဒုက္ခပေးနေသလိုပဲလို့မြတ်စွာဘုရားထင်ရှားတဲ့ဥပမာတော်တယ်ဘသူတွေကိုအကြောင်းပြုဟောတယ်လေမြတ်စွာဘုရားလက်ထက်မှာ တောင်ထီမြို့ကတထေသာတူပဲတောင်ထီမြို့ကတထေသာညီနောင်နှစ်ယောက်ရှိတယ်တယောက်ကမဟာပါလာတယောက်ကသုလပါလာညီနောင်နှစ်ယောက်ရှိတယ်ရသဗျာတရားသွားနာရတဲ့အခါမှာအကိုကြီးဖြစ်တဲ့မဟာပါလာဖះတရားကိုနာပြီးဖះဟောကြတဲ့တရားတွေပေါ်မှာယင်နေကတရားတွေဖြစ်လာတယ် ဖြစ်လာပြီးဘုရားဟောတဲ့အတိုင်းပြမစရိယဆိုရက်မဂ္ဂင်ရှိပါအจิตတရားကိုခြင်းမှုပြပြဝဝခြင်းမှုဆိုတာမိသားစုဘဝနေထိုင်ပြီးခြင်းမှုမလွယ်ဘူးနောက်ရှက်တွေများတယ်ဆိုသောပထောတမ္ဘာတော်ခရဝါတော်လို့ခေါ်တယ်မိသားစုဘဝဟာခြင်းမြောင်းနေကိလေသာတွေဖြစ်မှုတွေများနေတယ်ဒါကြောင့်အဘောကတော်ပပိစ္ဆာ ရဟန်းဘုရားကူးပြောင်းပြီးတော့တရားကျင့်မယ်လို့ဆုံးဖြတ်ပြီးသာသနာဘုံဝင်လိုက်တယ်။ဝင်ပြီးတော့သူတရားကျင့်အဲ့လိုတရားကျင့်တဲ့အခါမှာဘာဖြစ်လဲ။တမန်အဖြစ်တော့လူတွေကပြောတယ်တရားကျင့်လို့မအိမ်မနေတရားကျင့်တဲ့အခါမှာမျက်စိယောဂဖြစ်တာ။ဒါအကြောင်းတစ်ခုကိုဆွဲတာ။တကယ်ကတော့သူ့မျက်စိယောဂဟာကံကြောင့်ဖြစ်တာဖြစ်တယ်။နော်။ သို့တော့ကံကိုအကူအညီပေးလိုက်တာကဘာတော့ဆိုမအိတ်မနေနေထိုင်ခြင်းဟာကံကိုအခွင့်သာသွားစေတယ်ကြည့်ရလားမျက်စိမကောင်းနေတဲ့လူဖုံးဖို့တညလုံးပုတ်နောက်ရဲ့ကျတော့မျက်ရည်တွေကျနောက်ဆုံးမှမျက်စိပြက်သွားသည့်အဆင့်တိအောင်ရောက်နိုင်တယ်လေဒါအကူအညီတွေဖြစ်လာတယ် လောကမှာအစီရင်နဲ့တည်ကြတယ်ဆိုတာအစီရင်ဖြစ်တိုင်းတည်တာမဟုတ်ဘူးအစီရင်ဟာအကြောင်းတစ်ခုပဲအဲ့ဒီအကြောင်းတစ်ခုကြောင့်ကံကအခွင့်ရသွားခင်ရသွားတော့အသက်သေးဆုံးမှုတွေဖြစ်ကြအခွင့်လန်းဆိုတာကံတစ်ခုတည်းမဟုတ်ဘူးတခြားအကြောင်းအရာရှိသေးတယ်ဥပမာမေရှင်မမောကလမထေရဇလန်းကိုတည်တဲ့ပုဂ္ဂိုလ်တိုင်းရှင်မမောကလဟာ ကာလတိလာလို့ဆိုရဲခရနာကတောင်ထိပ်ပေါ်မှာနေတယ်အတိတ်ဘဝတော့ကမိခင်ဖခင်တွေကိုလှုပ်ချံတပ်ပြတ်ခဲ့မှုတဲ့အကုသကံလိုက်တာခုသံဃာရဝိုင်းပြီးတော့ရှမောကလန်ကိုလှုပ်ချံတပ်ပြတ်လိုက်တယ်အကယ်၍ဝိလုံအကြောင်းတို့လို့ဇေရုံအကြောင်းတို့လို့တန်ဃာတွေနဲ့နေရင်ဒီအဖြစ်ဆုံးဖြစ်ချင်မှဖြစ်တော့ လူသားမှုကျွလွန်ခံရမဲ့အနေထားဟာသူတပားတဲ့တော်ထဲမှာအကူညီမဲ့ဖြစ်တယ်လို့တကိုးနဲ့ရှောင်းမရဘူးလားဆိုရှောင်းလို့ရတယ်တကိုးနဲ့ရှောင်းလို့ရသို့သောကံကြမ္မာလွှမ်းမိုးလာပြီဆိုရင်ရှောင်းတဲ့အပေါ်ပဲကံကြမ္မာချိန်ကြလာပြီဆိုကမ္မပတိကမ္မဝိပါကောဗုဒ္ဓဟိပိအပတိပါဟိယောဆို ကံဟလွန်ဖို့လာပြီးအချိန်ကျလာပြီးဆိုရင်ဘယ်သူမှဟန်တာလို့မရဘူးဆိုတဲ့အနေထားတိုးတော့အခွင့်လန်းသာသွားစေတာတော့တပါးတဲ့တော်ထဲမှာနေတာအခွင့်လန်းသာစေတယ်အလွယ်တကူလောက်ကျန်တပြတ်လို့ရသွားတယ်ဒီအသေးပဲလက်ရှိအဲ့ဒါလိုပဲကံတရားတွေဟာအခွင့်သာတာအခွင့်သာလာလို့ဆင်းရဲဒုက္ခတွေဟာဆင်းနေဖြစ်လာကြတယ် အေးတရားဓမ္မကို မအိပ်မနေအထုတ်လိုက်တဲ့အခါမှာမျက်စိရောကဖြစ်လာအရတဲကစေတမတယောက်ကတော့မျက်စိရောကကုပြီးပါရဲ့ဒါပေမဲ့လို့သူ့ရဲ့လုံလဝီရကျွပန်းအထုတ်မှုတွေစေတမပြောတဲ့အတိုင်းလိုက်လာလုံနိုင်စွာမရှိမှုတွေနဲ့နောက်ဆုံးမှသူဆုံးဖြတ်ချက်ချပြီးတော့တရားထုတ်တယ် မျက်စိပြက်ခြင်းပြက်ပစီတော့ခယူးမဆိုင်ဘူးတရားပဲအထုတ်မယ်ဆိုပြီးအထုတ်တယ်။ဘာမကြုတ်ခင်မဲ့အဲ့ဒီဒီဟာဒါနာဖြစ်သွားတယ်။ကိလေသာတွေလည်းကုန်တယ်မျက်စိလည်းကွဲသွားတယ်ပေါ့။အဲ့တော့သူများတွေလည်းဒီလိုအထုတ်ကြတာပဲ။ဘာဖြစ်လို့သူ့ချက်မှဖြစ်ရတော့အဲ့ဒီဇလန်းကိုအကြောင်းပြုတယ်တော်ရမှာမျက်စိကွယ်သွားတယ်ဒီချိန်တော့မသိသေးဘူး ဟောကြွတဲ့အခါဘုရားရှိရမြတ်စွာဘုရားကိုသွားရောက်ပြီးတော့ကရောဝှ့ချပြီးစေတွန်ကျောင်းထဲကချောင်းကြကြနေရာလေးမှာညီဖြစ်သူကဆောက်လုပ်ပေးတယ်ကမ္ဘာကျောင်းလေးမှာသရင်သုံးရင်လုံးဝဝီရိယအလွန်ကောင်းတဲ့ပုဂ္ဂိုလ်ရဟန္တာဖြစ်ပြီးတော့လည်းပဲတရားဓမ္မအထုတ်မြဲအထုတ်နေတယ်လမ်းလျှောက်တယ် မိုးရသည့်အချိန်မှာဆိုရင်မိုးတွေပဲရွာပြီးရင်ဘလူကောင်းတွေကထွက်တတ်တယ်လေလမ်းပေါ်မှာထွက်လာတဲ့ဘလူကောင်းတွေကိုမမြင်တော့အကောင်းဆုံးနင်းသက်ထားတယ်မနေ့ရောက်တဲ့အခါကျသူလျှောက်တဲ့လမ်းပေါ်မှာပိုးပေါင်းတွေတွေအများကြီးတွေ့ရတယ်အဲ့ဒါကိုယဟန်တွေကတွေ့ပြီးတော့ဖះအောင်လျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကယဟန်တာဟာသူကယဟန်တာဖြစ်တယ်တရားတွေကိုသိစေလို့လည်းစိတ်မရှိဘူး သူကိုယ်တိုင်ဒီဘုံအောင်နေရှိတယ်ဆိုတာမသိဘူးမြင်လည်းမမြင်ရဘူးဆိုတော့မှယဟန်ယဟန်တော်တွေကအရှင်ဘုရားယဟန်တာပုဂ္ဂိုလ်ယဟန်တာဖြစ်မဲ့ပုဂ္ဂိုလ်ယဟန်တာဖြစ်လောက်အောင်ကုသိုလ်ကံတွေရှိပါရဲ့တန်းနဲ့ဘာဖြစ်လို့မျက်စိကွယ်သွားရသလဲဆိုတော့အေးဘယ်သူမှပြုမိမိမှုပဲဆိုတာစိတ်လိုက်မှန်ပါလောက်ခဲ့တဲ့ အကုသိုလ်ကံရဲ့အကျိုးဒုက္ခရတယ်ဆိုတာကိုမြတ်စွာဘုရားထိတေသနာတော်မှာဘဝသင်္ကန်းစာပေးပြီးဟောတာပဲဖြစ်တယ်။သူကတစ်ချိန်တုန်းကအတိတ်ဘဝတော့ကဆေးဆရာတဦးဖြစ်တယ်။မျက်စိအထုခုပေါ့လေ။မျက်စိယောဂဖြစ်နေတဲ့လူတွေကိုကုသပေးတဲ့ဆေးဆရာအဲ့ဒီမှာမျက်စိ ယောဂဖြစ်နေတဲ့အမျိုးသမီးတယောက်နဲ့တွေ့တဲ့ခါအဲ့ဒီအမျိုးသမီးကလည်းပဲယောဂဆေးဆရာကောင်ဆုံးလာပြီဆုံးလာပြီယောဂမပြောက်ဘူးသို့တော့ဒီဆရာကကြည့်လိုက်တဲ့ဒီမျက်စိကုလို့ရတယ်ဆိုသိသိတဲ့အခါမှာဆေးဘွားကစကားပြောချင်မျက်စိကုပေးမယ် ပြောက်ရင်ဘလောက်ပေးမလဲဆိုတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကစကားလွန်သွားတာခုနိုင်မဲ့မထင်လို့သူပြောလိုက်တာသူမျက်စိသာပြောက်အောင်ခုစားမှာခုလို့ရှင်ရှိတဲ့ပစ္စည်းပုံအပ်ပြီးဒုကိုယ်တိုင်ကြုံခံပါမယ်လို့ပြောလိုက်တာနော်သူပြောလိုက်တဲ့စကားအလောက်ထရောပြောတယ်အဲ့တော့မျက်စိခုတဲ့ဆရာကလည်းကောင်းပြီဒါဆိုလို့ရှင်သူကုမယ်ဆို စွမ်းထက်တဲ့မျက်စင်းကိုဖော်ပြီးတော့ခတ်ပေးလိုက်တယ်။တခါခတ်ရုံနဲ့တက်တာပါမျက်လုံးကတော်တော်ကိုသိဤတတာကောင်းအဲ့ဒီကြတော့စကားလွန်ထားတဲ့ခုနလူနာအမျိုးသမီးကမျက်စိရောကတက်တာသွားပြီးပြောက်လို့ရှိရင်ငါရှိတဲ့ပစ္စည်းလည်းပေးရအောင်မယ်လူလည်းချုံခံရမယ်ဆိုတော့ ရိုးရိုးမတွေးပဲနဲ့တောင်းမှန်မယ်ဆိုရင်လည်းဖြစ်ကောင်းဖြစ်မယ်စကားကြုံသွားတော့အဲ့လိုမဟုတ်ပဲနဲ့သူကလည်းပဲလိမ့်မယ်ဆိုတဲ့စိတ်ဝင်လာတယ်မကောင်းတဲ့စိတ်ဝင်လာတဲ့ချိန်မျက်စိယောဂသက်တာရဲ့အတန်းနဲ့မသက်တာဘူးလို့ပြောမယ်လိမ့်မယ်အဖြစ်မှန်ကိုမပြောစေစီရကလည်းသိတယ်မျက်စိသက်တာသွားပြီဆိုတာသိတယ်အေးဘယ်နဲ့နေသေးလဲမေးတဲ့အခါကျတော့ အရင်တုန်းကလည်းပူဆိုးလာတယ်လို့ပြောတယ်။နော်။ရစေမခက်ခဲရတဲ့ယောဂပူဆိုးလာတယ်မသက်သာဘူးလို့ပြောတော့။ဟိုဆရာကလည်းသိတယ်။ငါကိုဆေဘဝါကမပေးချင်လို့လိမ့်တာပဲ။အဲ့တော့သူပေးမဲ့ဆေဘဝါကငါမယုံချင်ဘူး။ငါလက်စွမ်းကိုသိသိစေရမယ်။အဲ့ဒီအချိန်လေးမှာမနတာစေပဒုဋ္ဌေနာဆိုကြည့်စိတ်က အဲ့ဒီချိန်မှာဘာမှမလုပ်ဘူးဆိုရင်အမတန်ကောင်းအောင်သူစိတ်ထဲမှာဘာဖြစ်လာငါ့ကိုဆေးဘွားကမပေးခြင်းလို့တက်တက်လိမ့်တာအဲ့သူမပေးခြင်းနဲ့ငါသူမျက်စိကြွယ်အောင်လုပ်မယ်ဆိုစိတ်ဝင်သွားတယ်အဲ့ဒါပြောတာမနတာစေပဒုတ်ထေနာမကောင်းတဲ့စိတ်ထဲဝင်သွားပြီးစိတ်ဟာပျက်စီးသွားတယ်ဒေါသကြောင့်ဖြစ်သွားဖြစ်သွားပြီးတော့ အိမ်ပြန်တိုင်းမင်းသူမျိုးသမီးကတော့နှုတ်ဆက်နေဘာမှဝဲမပါဟောညလုံးကိုကမ်းစီတတ်တဲ့ဆေးကိုဖော်ဆက်ပြီးတော့နောက်တည့်သူကိုယ်တိုင်သွားပြီးတော့ခတ်ပေးလိုက်တာမျက်စိကဖိုးရောင်ပြီးနောက်ဆုံးမှာရောင်အမ်းပြီးပောက်ကွဲသွားတဲ့အဆင့်ထိရောက်သွားမျက်စိပြက်သွားတဲ့အဆင့်ထိရောက်သွားအဲ့ဒါသူလှုပ်လိုက်တဲ့လှုပ်ရတယ်နော် အကုသိုလ်ဆိုချီအကယ်၍သူစိတ်ဓာတ်အဲ့ချိန်မှာအော်သူမပေးချင်လို့လိန်တာကဲလိန်လဲသူ့ဖြစ်ပဲငါကုပေးတာငါပြောင်းအောင်ကုပေးဦးမယ်လို့ဒီလိုစိတ်ဓာတ်ကောင်းလေးနဲ့ဝင်လာမယ်ဆိုရင်ဒီအချိန်လေးစိုးမရောက်လောကလူတွေဆိုတာလေစိတ်ကောင်းနှလုံးကောင်းထားဖို့ရအမတမခဲရင်တယ်ဒါကြောင့်မို့ အဲ့လိုကိစ္စမျိုးကြုံလာတဲ့အခါမှာတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတာ ਨੇ နေရမှာဖြစ်တယ်အဲ့လိုမနေဘဲနဲ့ခနေခေပါလဲပဲကြည့်တယ်ဒီအရာခသိမ့်မှာမမနာကြီးတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်သားကို မောမှစွာဆက်ဆံတာတို့ပြောဆိုတာတို့လုံးလေးလှုပ်ထရှိချာနော်စိတ်အားလျော်စွာအဲ့လိုစိတ်အားလျော်စွာမောမောမှမှဆက်ဆံတာတို့ကိုယ်ရဲ့သားလေးပုဂ္ဂိုလ်ဆိုရင်ဂျလက်စီဖြစ်တာတို့မနာလိုတာတို့ကိုရလာတဲ့အခွင့်အရေးကိုအခုံးချင်းရှင်းလာလို့ရှိရင်မကျေနပ်တာတို့တစုံတစ်ခုဖြစ်အောင် ခြုံတွန်းလုပ်တာတို့ခုခေတ်ပြောတဲ့အချွန်နဲ့မာတာတို့အစင်တွန်းချတာဘိန်းတက်ပေးတာတို့ဆိုမျိုးတွေလှုပ်လာကြလှုပ်လို့လှုပ်တာရှိကြအဲ့ဒီဒီစိတ်ထဲမှာအဲ့လိုဖြစ်လာလို့ရှိရင်ဖြစ်ရုံနဲ့ယက်တန်းကယက်တစ်ခုမလုံးဘူးမယက်နိုင်မဲနဲ့ဆက်လက်တွေ့အကောင့်ထဲပေါ်လိုက်ပြီးဆိုရင်တော့ဒီဒုက္ခကိုယ်စီပြန်ရောက်လာမှာပဲဆို ေးဒီဆေးဆရာဟာအဲ့ဒါမပေးခြင်းလို့လုံမှန်းသိလို့ရှင်ခွင့်ထုတ်လိုက်မယ်တိခတ်လိုက်မယ်ဆိုသူ့ဘာမှဖြစ်နော်လိန်တဲ့လူရဲ့အပြစ်သာဖြစ်တယ်လိန်ဒီလီပြားရရဲ့အပြစ်သာဖြစ်တယ်ဒီငွေချေတနာမရလို့လည်းသူ့ဘာမှဖြစ်ဘူးသို့တော့သူ့စိတ်ကိုစိတ်ကဥဆောင်နေတဲ့စိတ်ကိုမထိန်နိုင်သည့်အတွက်ကြောင့်အဆိုးတွေဝင်လာတယ်ဒါကိုပထုတ်ထေနမနတာ ပျက်စီးသွားသောစိတ်ဖြင့်ဖာတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဟောသူကပြောတာကတော့အေးမျက်စိပိုကောင်းလာစေရမယ်ဒီဆေးကပိုအစွမ်းထက်တယ်ဆိုပြီးတော့ခတ်လိုက်တဲ့အခါကျတော့မျက်စိကန်တဲ့ဆေးဖြစ်တယ်မျက်စိကန်သွားရောအဲ့သူလှုပ်ခဲ့တဲ့လှုပ်ရဖဲအဲ့ဒီပြမှုအကုသို့ကံကြောင့်မလို့ ဘဝပေါင်းများစွာဒီအကုသိုလ်စေရနာကြောင့်အပင်ငယ်လေးကြတယ်လူဖြစ်တဲ့အခါမှာလည်းဘဝပေါင်းများစွာမျက်လုံးကွယ်ခဲ့ရတယ်။ဟောဒါမျိုးတွေဖြစ်တယ်။ဒါဖြင့်ပြောရမယ်ကိုကသူများကိုမျက်စိကန်းအောင်လုပ်တာတခါတည်းလှုပ်ရတတ်တယ်။ဘာဖြစ်လို့ကိုကအချိန်ချင်းခံရတယ်လဲ။စဉ်းစားကြည့်လေကိုကတရားစီလေးတစည်းပဲစိုက်တယ်။ ဲ့ဒီပင်ကတီးလာတဲ့အခါကျတော့အတီးပေါများစွာမရဘူးလားတဏ္ဍာကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကိုယ်ဆိုင်တာတစီပဲတိုင်းပဲရလိုက်တာတွေကအများကြီးအဲ့ဒါလိုပဲကိုယ်လုံရကပြောလိုက်မယ်ဆိုရင်တခုပဲလို့ပြောပြီးမယ်လို့အဲ့ဒီလုံနေတဲ့အချိန်မှာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုရင်ပြင်းထန်တဲ့ပြမားတဲ့ဒေါသစိတ်တွေနဲ့ဖြစ်တဲ့ဇောတွေကအများကြီးဖြစ်သွား အဲ့ဒီဇောတွေဟာမျိုးစေ့တွေပဲဖြစ်သွားဒါကြောင့်မို့တစ်ကြိမ်တစ်ခါလောက်ကျွလွန်မိလိုက်တဲ့ပြစ်မှုဟာအချိန်ချင်းခံရတယ်ဆိုတာအဲ့ဒီသဘောပဲเนาะကုသကောင်းမှုလည်းထို့တူပဲကိုလူတာတစ်ခါအချိန်ချင်းဘဝမှာချမ်းသာဒုက္ခရကိုဆိုင်လိုက်တာတရားပင်လေးတစ်ပင်ဆိုင်တယ်တရားပင်ကတီးပြီးတဲ့အတိအကျတော့နှစ်တိုင်းနေရမဟုတ်ဘူးထောင်းချီရအဲ့သဘောကံကြမ္မာတွေရဲ့သဘောတွေကအဲ့ဒါမျိုး ထူးဆန်းတဲ့အနေအထားမျိုးရှိတယ်။အဲတော့ရှင်မဟာပါဠိအလောင်းလျာဟာဘဝတစ်ခုမှာသူများကိုမျက်စိကောင်းအောင်လုပ်ခဲ့တာ။အဲဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီတရားကိုခေါ်တာပဲဖြစ်တယ်။